ကြားရတဲ့ပရိသတ်များအားလုံးမင်္ဂလာပါရှင်။နေော်ဒီယိုဘုတ် channel ကနေလူထွေးစာကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့စာရေးသူအကဆော်ရေးသားထားတဲ့လေပိုင်ရှင်ဆိုတဲ့ပြည့်မှန်ဇလန်လေးရဲ့အစာဆုံးကိုပြန်ဆက်လုပ်ပေးသွားမှာပဲဖြစ်ပါရစေရှင်။ဇလန်လေးမစတင်ခင်ညီမရဲ့ channel လေးကို like and subscribe လုပ်ပေးပြီးဇလန်တစ်တည်တင်တိုင်းသိရှိနိုင်စေဖို့အတွက်ဘေးနားက notification လေးကိုလည်းနှိပ်ထားပေးခဲ့ဖို့တောင်းဆိုလိုက်ပါရစေရှင်။ ။အကိုတိုင်းဂျိုးပင်ကောင်မြို့နယ်အတွင်းမှာတာယာကုန်းဟူတဲ့ရွာလေးတရွာရှိနေတယ်။ရွာရဲ့နာမည်ကတာယာကုန်းလို့ဆိုတော့ညာလေထူရွာကလေးမှာရှင်သလမတာယာလှပြီ။တာယာကုန်းဆိုတဲ့ရွာကလေးမှာကပိုးအင်းနဲ့မချမ်းသားဆိုတဲ့နေမယားမြောက်နေတိုင်းနေရယ်။ထူရွာတရွာလုံးကကပိုးရဲ့အကြောင်းကိုပြောစမှတ်တွေနေကြလေတယ်။ကပိုးအေးကရခင်ကအထက်ညာမှာလေယာဉ်ဆိုင်တဲ့လက်သမားဖြစ်လေတယ်။သို့တော့သူ့ရဲ့တဲ့19နှစ်လောက်မှာ မိဘနှစ်ပါးနေမကောင်းဖြစ်ရမှာစေကူးတာရင်နဲ့လေလုံလဲဦးစီးပြီးမလုံနိုင်တော့စေဖို့ငွေလိုသည့်အခါလေများကိုပေါင်းနှံကူးသားရလေတယ်အဲ့ဒီနောက်မရွေးနိုင်တော့ပဲလေများကိုရောင်းချရင်ကူးသားရပြန်တယ်နောက်ဆုံးတော့အဖေဖြစ်သူကမဆောင်ကင်စာဖြစ်ကွယ်လွန်သွားခဲ့သလိုအမေဖြစ်သူကလည်းနှလုံးရောဂါနဲ့ပင်ကျေးဇင်နောက်ဆင့်တည်ဆုံးသွားလေတယ်လေမီများဆုံးချုံရုံသားမကအကျွေးများထုတ်နေတဲ့ကိုဖိုးအေးကို ူကွယ်နိုင်သူကမရှိခဲ့ပေမိဘနှစ်ပါးတည်ဆုံသွားတဲ့အခါရရှိတဲ့နာယေးကွန်ညီငွေများကိုအကျွေးကိုထိုးဆက်လိုက်ပြီးသူရမပြောင်း သူကောင်းမဖြစ်ဆိုသည့်စကားတိုင်းအောက်ပြေအောက်ရွာသို့ဆင်းလာခဲ့လေတော့တယ်ရွာဦးကျောင်းဆရာတော်ကိုနောက်ဆုံးချိန်ဥထကရောလိုက်တဲ့အခါဆရာတော်ကကိုဖိုးရေးကိုကြည့်ပြီးခေါင်းငိမ့်လိုက်လေတယ်သူရမပြောင်းသူကောင်းမဖြစ်ဆိုတဲ့စကားလဲရှိတာပဲတကားလေးရဲ့တကားလေးဘဝအတွက်စူးစမ်းပါ ။ဒီမှာဗျာ။ထိုကားဆရာတော်ဘေးတွင်ထိုင်နေတဲ့ရွာလူကြီးကမင်းကတကယ်ပဲအပိထွက်သွားတော့မလို့လားဖိုးအေးရ။မင်းတဝန်တစ်ခွာတက်ဆိုရင်တော့တို့ရွာကပူစရာမလိုပါဘူးကွာ။ငါ့ရဲ့နောက်ဘွေးမှာမင်းနေလို့ရပါတယ်။ငါ့လည်းမစင်းငါလုပ်ပေါ့ကွာ။သို့တော်ကိုဖိုးအေးကခေါင်းခါလိုက်လေတယ်။ကျုပ်တရွာမှာဆက်ပြီးမနေချင်တော့လို့ပါတကြီးရဲ့။ကျုံမိပါတွေခေါင်းချသွားတဲ့ရွာဆိုပေမဲ့ကျုံမှာပိုင်ဆိုင်တာ တခုမှလည်းမရှိတော့ဘူးလေနောက်ပြီးတော့ဒီရွာမှာကျုပ်ဆက်နေရင်အဖေတို့အမေတို့ကိုကျုပ်လွမ်းနေဗျအေးပေါ့ကွာဒါကတော့မင်းသဘောပါဒါပေမဲ့မင်းကကောင်းစားမဲ့သူပါကွာမိဘကိုလောက်ကန်ကြည့်မှုခဲ့တဲ့သူဟာဘယ်တော့မှဆင်းရဲတဲ့ဆိုတာမရှိဘူးကွာဆရာတော်နဲ့ရွာလူကြီးကိုနှုတ်ဆက်ပြီးရွာအောင်နောက်ဆုံးချိန်ဖြစ်လက်ကြည့်လိုက်ရတယ်ထို့နောက်ရာဝန်တာလမ်းမကြီးတိုင်းပပိုးရေးထွက်ခွာလာခဲ့လေတော့တယ် အောက်ပြည်အောက်ရွာကိုစုံစင်းလာရင်းနဲ့အဖေဆွေမျိုးများရှိတဲ့ရိုးပင်ကောင်းရွာတို့ရောက်ခဲ့လေတယ်။ရိုးပင်ကောင်းမှာခြေရာထက်အောင်ရှာဖွေတော့လေအဖေဆွေမျိုးများကိုအစားနာပင်မတွေ့ခဲ့ရပေ။သို့တော့ကိုဖိုးကြီးကအားမချော်သေးပဲဆက်ရှာရန်စိတ်ကူးလိုက်လေတယ်။ဘိုက်ကလည်းဆာလာတဲ့အတွက်နီးစပ်ရာလက်ဖက်ဆိုင်ဒီဇိုင်းတို့ဝင်ထိုင်လိုက်ပြီးနေခင်းပိုင်းဖြစ်တဲ့အတွက်လက်ဖက်ဆိုင်ကလူကရှင်းနေလေတယ်။ဆိုင်ကျဲကြီးတွင်ထိုင်နေသူ၃လေးဝိုင်းသာရှိကြလေတယ်။ ဘဘိုးရေးမှာငွေအင်အားလုံးနေနေသည်မို့လက်ဖက်ရည်နှင့်ကိတ်မုတ်တစ်ခုသာမှားစားလိုက်ရလေတယ်။ထိုစဉ်သူနှင့်မဆောင်လို့စပွဲမှာအသက်60ခန့်အရွယ်ရှိတဲ့လူကြီးတစ်ဦးကထိုင်ကားစကားပြောဆိုနေကြလေတယ်။အဲ့ဒီနောက်မှာကြာခင် လူကြီးတစ်ဦးထံမှဖုံးသက်မိလာပြီးထိုလူကြီးကဖုံးအောင်ကလိုက်ကထိုလူကြီးနှစ်ယောက်မှာကြားတဲ့ငွေကိုရှင်းပြီးလက်ဖက်ရည်ဆိုင်တွင်မှဆက်သွားကြလေတော့တယ်။ဘဘိုးရေးလက်ဖက်ရည်တောင်းရင်မျက်လုံးကိုဝေ့ကြည့်လိုက်ရာ ုနကလူကြီးတစ်ယောက်ထိုင်နေတဲ့စပွဲတွင်ပလတ်စတစ်လက်စွဲဤလုံးကျန်နေခဲ့တာကိုတွေ့ခဲ့ရလေတယ်။ဆိုင်မလူများကလည်းမြင်ပုံမရခဲ့ပြီ။ကိုဘိုးအေးလည်းထိုအိတ်ကိုထားယူလိုက်ပြီးအိတ်ကိုခွင့်ကြည့်လိုက်လေတယ်။ထိုအခါတထောင်နံအုပ်လိုက်များ၅ထောင်နံအုပ်လိုက်များကိုတွေ့လိုက်ရလေတယ်။ထိုအခါကိုဘိုးရဲ့စိတ်တွေလွန်ဆွဲလာခဲ့လေတယ်။အစားကတော့ထိုအိတ်ကိုထိုလူကြီးတစ်ယောက်ကိုပြန်ပေးဖို့တွေးမိတော့လဲ။ အိတ်တွင်းငွေသားချုပ်ကိုတွေ့ရသဖြင့်ပြန်မပေးတော့ပဲလူလစ်တော်ဖပြင်းမြူဟုလဲကြံစီတွေ့တော့မိလေတယ်သို့တော်ရိုးသားတဲ့ကိုဘိုးအေးမှာငွေကိုလိုချင်စိတ်မဖြစ်တော့ပေခုနကလူကြီးတွေကြီးရတာရေရိုတတတော့တောင်းသားတွေဖြစ်မဲ့ပုံပဲတကယ်လို့ဒီငွေတွေကသူတို့ဘူတပြင်းလိုအပ်နေတဲ့ငွေသေးတာဖြစ်ခဲ့လေသူနဲ့ကိုဘိုးအေးလဲငွေရှင်းကဆိုင်မထွက်လာခဲ့တယ်ထိုလူကြီးနှုတ်ကို လိုက်လံရှာဖွေရာမကြမီမျိုးစာရောင်းရှာတဲ့စိုင်းနှံရောက်နေရာကိုတွေ့လိုက်ရလေတယ်။အစ်ကျန်ခဲ့တဲ့လူကြီးကဖုံးပြောနေသေးပင်ဦးကြီးတို့ခုနကဟိုဆိုင်မှာအဲ့ဒီအလေးလုံးကျန်ခဲ့တယ်ဗျ။ဖုံးပြောနေတဲ့လူကြီးလဲလွန်အံ့ဩသွားပြီးကိုဖိုးအိတ်ကိုမြုံတလို့ကြည့်လိုက်တယ်။အဲ့ဒီနောက်သူ့ရဲ့အိတ်ကိုပြန်လှန်ကစစ်ကြည့်ပြီးဝေသားများကိုစစ်ဆေးလိုက်ရာဝေသားတွေ့မှမရောသွားပြီ။ကိုရောမဦးလေးကြီးက ကိုဘိုးအေးကိုအလွန်လေးစားသွားလေတယ်။တော်သေးတာပေါ့ငါတူရာ။ဒီငွေတွေကဦးလေးတို့တရားသီးစာမျိုးစာဝယ်ဖို့ငွေတွေကငါတို့ကြီးယူသားလို့သာပေါ့။မဟုတ်ရင်တော့ဦးလေးတို့ပြန်ရမယ့်ကိန်းမမြင်ဘူးကွာ။ဦးလေးကြီးမှာပျော်ရွှင်မဆုံးခဲ့ပြီ။ဦးလေးရဲ့နာမည်ကဥပပုလို့ခေါ်တယ်။ရိုးပင်ကောင်အရှိဘက်တာယာကုန်းဆိုတဲ့ရွာလေးကလာခဲ့တာ။အဲ့ဒီရွာရဲ့အုတ်ချွေးမှုပေါ့။အဲ့ဒီကယူသားတဲ့ငါတို့ကို ဦးလေးကကျေးဇူးဆက်ခြင်းနဲ့ဦးလေးရဲ့စေတနာကိုလက်ခံပေးပါကွာ။ဟာမယူပြစင်တဲ့ဦးလေးရဲ့သူကငွေလိုချင်လို့ကိုညီခဲ့တာမှမဟုတ်တာ။ဒါဖြင့်ငါတို့လိုချင်တာကိုပြောပါ။ဦးလေးကိုညီနိုင်တာရှိရင်ကိုညီပါမယ်။ကိုဖိုးရဲကတစ်ချက်တွေးလိုက်ပြီးဒါဆိုရင်တော့သူ့ကိုစင်ငါအဖြစ်တရားသေးလောက်ငှားထားပေးပါလား။သူ့မကုန်မကတ်ပဲလုတ်ကင်ပေးပါမယ်ဦးလေးရဲ့။ဦးပါဘူးကကိုဖိုးရဲကိုကဲခတ်လိုက်ပြီးတဲ့နောက် ငါတို့လုတ်ချင်နေဆိုရင်လေဦးလေးမှာလယ်တွေအများကြီးရှိပါတယ်။ဒါဆိုရင်ငါတို့ကြီးဦးလေးတို့အပြန်တစ်ခါတည်းလိုက်ခဲ့ကွာ။သူ့နဲ့ကိုဖိုအေးလေတာယာကုန်းရွာကလေးကိုချေချောင်းခဲ့မိနေတော့တယ်။ဦးလေးရဲ့လယ်တွေကဟောနာကပုံကလေးကနေစပြီးဘိုးဘက်ရိုးချောင်းအဆက်တီပဲ။ဦးလေးကြီးကရာဝန်လမ်းမှာပဲဒေါ်လာကြီးပေါ်မှာသူ့ပိုင်နဲ့လယ်မီများကိုကြားတာလေတယ်။လေက30နီးပါးဖြစ်လိမ့်မယ်။ တော့နေရွာလူကြီးဥပအုပ်တို့အိမ်နေသားလက်တလောတဲခုနေလိုက်လေနောက်တနေ့ရောက်တဲ့အခါမှာတော့လေလောက်ကင်မို့လေခွင်းတွေကိုဥပပုကခေါ်ပြီးပြလေတယ်မဟုတ်ကြတော့မီးမို့လေကဆက်ရတော့မီးဖြစ်လေတယ်ထိုစဉ်ကိုဘိုးကြီးကထုံနယ်များထနေတဲ့ကုန်းလေးတစ်ခုကိုတွေ့လိုက်ရလေတယ်ကုန်းမက်လေရှိလေခွင်းများမှလည်းမြေရိုင်းများပင်ဖြစ်နေလေတယ်ဦးလေးအဲ့တော့ကလေကဘာလို့ဖို့ဒီတိုင်းထားတာလဲအဲ့ဒါဦးလေးအပိုင်လားအေးကွာ အဲ့ဒီလေတွေကဦးလေးပိုင်တဲ့လေတွေလေစစ်စုပေါင်း9ရာရှိတယ်။ဒါပေမဲ့အဲ့ဒီလေတွေကိုဘသူမှမလို့ရဲလို့ဒီတိုင်းပြစ်ထားရတယ်။ပိုပိုအေးထူးဆန်းသွားလေတယ်။ဘာလို့ဘသူမှမလို့ရဲတာလဲဦးလေးရဲ့ပြောရရင်တော့အချက်ကြီးပဲငါတူရေအလွယ်ပြောရရင်တော့အဲ့ဒီလေကွက်နေရကတက်ကုန်းကြီးกว่าညာတက်ကုန်းတယ်လားပိုပိုအေးကအထိတ်လက်ပြစ်မေးလိုက်ရာဥပအုပ်ကခေါင်းငိမ့်လိုက်လေတယ် ါပေါ့ကွာအဲ့ဒီနေရာကအရင်တုန်းကတော်ရိုင်းကြီးကွာနောက်တော့ရွာလဲမင်းအဖြစ်ဟုတ်တယ်ပေါ့တော့ဦးလေးရတဲ့မြင်နေရပေါ့ဒါပေမဲ့အဲ့ဒီလေတွေကလဲဆက်ရင်ကျက်တွေရဲ့နှောက်ရက်မှုကိုခံရတယ်ကွာဘလို့များနှောက်ရက်လုပ်ပါလေဦးလေးရဲ့သူတို့လဲမှာစိုက်လို့မရအောင်လုပ်တာပဲအောက်ဆိုင်ပြီးပြီဆိုရင်နောက်တစ်နေ့သွားကြည့်လိုက်ရင်ကောက်ပွင့်တွေအကုန်အမြင့်ကနေဆွဲနှုတ်ထားပါလေရော့ ဒါတွေမကသေးဘူးကွာလက်ထုံနဲ့ခါလဲနွားတွေကိုလန့်အောင်ဆောက်လွတ်တတ်တယ်လေဟုတ်ကွာပြောရရင်တော့အဆုံးပါပဲသီးနှံအထွက်လဲနေတယ်တခါကဦးလေးကိုယ်တိုင်ဦးစီးပြီးဆိုင်ဖို့ဘူးတယ်ဦးလေးကဖျားတရားလောက်တယ်ဆိုတော့တက်တယ်ကိုမကြောက်ဘူးဆိုပြီးသွားဆိုင်ခဲ့တာလေသူတို့ခြောက်လို့လို့ငါးပါးမောက်ပြီးပြန်ပြေးလာခဲ့ရတယ်ကွာအဘိုးကြီးကလည်းထိုလေများကိုအလွန်စိတ်ဝင်စားသွားလေတယ်ဒါဆိုရင်အဲ့ဒီလေငါးအေကာကို ျွန်တော်စိုက်ကြည့်မယ်လေဗျာဖြစ်ပါမလားငါတို့ရဲ့ဖြစ်ပါတယ်ဗျကျွန်တော်ကတရဲတို့ဘာတို့မကြောက်တတ်ဘူးလေနောက်ပြီးမြေတွေကိုကြည့်ရတာမျိုးစီကောင်းမဲ့ပုံပဲဗျဥပါဘူးကအကြိမ်ကြိမ်တားမြစ်တော့လေကိုဖိုးကြီးကခေါင်းမနေတဲ့အတွက်နောက်ဆုံးဥပါဘူးကခေါင်းညစ်လိုက်ရလေတယ်ဦးလေးတားရတယ်ဆိုတာကလည်းငါတို့ကြီးတခုခုဖြစ်မှာစိုးရင်လို့ဦးလေးကတားတာပါကဲပါလေငါတို့ကြီးစိုက်ချင်တယ်ဆိုရင်တော့ အဲ့ဒီလင်ငါးကြီးကအတွက်ငါတို့ကြီးလိုတာကိုဦးလေးပေးမယ်တကယ်လို့စဘာထွက်လာရင်တော့ငါတို့ကြီးနဲ့ဦးလေးတယောက်တဝက်ယူကြတာပေါ့ပြထားရမယ့်တူတူတော့မထူးတော့ဘူးမဟုတ်လားသူနဲ့နောက်ဆုံးတော့ဘူဘိုးကြီးကထိုချက်ကုန်းမှာစိုက်ပျိုးခွင့်ရသွားလေတော့တယ်ဘူဘိုးကြီးချက်ကုန်းတွင်လက်ဆိုင်မီဆိုတဲ့တဲ့င်းကရွာထဲကိုပြန့်နှံ့သွားတဲ့အခါအားလုံးကဘူဘိုးကြီးကိုတန်တော်ကြီးကြလေတယ်ထိုချက်ကုန်းနေရာမှာ မြေကအလွန်ကျန်းတဲ့အတွက်ရွာသူရွာသားများမိသူမဆိုးထိုးနေရာတို့ရောက်ရင်အချောက်လန့်ခံရစမဲဖြစ်လေတယ်။ထိုကျက်ကုန်းမှာရွာနဲ့တော်အလန်းဝေးလေတယ်။ကိုဖိုးအေးလည်းမနဲ့စောစောထားပြီးတောရှင်းရံအတွက်ဓာတ်ဟုတ်ထန်းကရွာမှထွက်လာခဲ့လေတယ်။ရွာသူရွာသားများကတော့ကိုဖိုးအေးကျက်များချောက်လွန်ခံရသဖြင့်အသေးအံပြေးလိုက်ရမည်ဟုပြင်ကြီးပေးကြလေတယ်။လက်ကင်းမောင်မှာပျက်စီးလို့နေပြီ။ ညတော်ချုံပုံများကိုရသလောက်ခုတ်ထင်ရှင်းလင်းနေတယ်။မိုးကြဆိုတော့ညာလဲမိုးကတိတ်မမှန်သေးတဲ့အတွက်နေကပူလျက်ရှိရာနေ့လယ်အရောက်ကိုဖိုးအေးမောမောပပန်းနဲ့ကုန်းကမှုလေးစီတို့တက်လာခဲ့လေတယ်။ထိုကုန်းကမှုလေးပေါ်မှာသစ်ပင်များအုပ်ဆိုင်စွာပေါက်ရောက်နေလေတယ်။သစ်ပင်ဆိုတော့လေကြီးကြီးမားမားပင်မရှိပေ။သစ်ပင်ရဲ့ကြောင့်ကုန်းလေးပေါ်တွင်အေးမြနေတယ်။ရွာမအသင်းထက်လာတဲ့သမင်းတို့ကိုကရင် သမင်းဆားရဲ့နေရာသို့ကြီးလိုက်တဲ့အခါအုတ်ခဲမြခင်းထားတဲ့ရင်းပင်လိုလိုမြေပြောင်တစ်ခုကိုတွေ့လိုက်ရတဲ့အတွက်ထိုအုတ်ပြင်ပေါ်သို့ချေချလိုက်လေတယ်။အာအမလီနားရတဲ့အော်သံကြားခဲ့ရလေတယ်။ထို့နောက်ပဝန်းကျင်ရှိတစ်ပင်များမှာတဖြည်းဖြည်းလှုပ်ခတ်လာခဲ့လေတယ်။အစာပိုင်းကတဖြည်းဖြည်းသာလှုပ်ခတ်လာတော့လေနောက်ပိုင်းမှာတော့လေမုန်တိုင်းတက်ခိုက်သလိုတဝေါ်ဝေါ်နဲ့လှုပ်ခတ်လာလေရာကိုပိုအေးလေအုတ်မြင့်ပင်ပေါ်မှာဆင်းသက်လိုက်လေတယ်။ တို့ကအလုံးအကောင်းပကတိပြန်ဖြစ်သွားလေတယ်။ထို့တော်ထူးတယ်။ဒီအုပ်ပြင်ကတခုခုတော့တခုခုပဲ။ထို့နောက်သမင်းဆိုင်ရန်တွေသမင်းတို့ကိုပြေးလိုက်တယ်။ကြွကြုံအိမ်နဲ့သမင်းကတသက်ငင်းကတသက်ထုတ်လာခြင်းဖြစ်တယ်။သမင်းမစားခင်ဖက်ရက်တွေကိုခိုးယူလိုက်ပြီးတဲ့နောက်သမင်းနဲ့ဟင်းအနှဲငယ်ကိုထည့်ပုံလိုက်ကဆိုင်ရန်ပယံများကိုတင်းမြောက်ပြီးမှသမင်းကိုစားလိုက်တယ်။သမင်းစားပြီးတဲ့အခါလေကတဖြည်းဖြည်းတိုက်ခိုက်လျာကိုဘိုးအေးတယောက် မေခလင်းနဲ့အိပ်ပျော်သွားတယ်။ဖြစ်ကောင်ခါဆန်းခေါ်ဆန်းကြားသဖြင့်ကိုပိုးကြီးတယောက်လန်နိုးသွားလေတယ်။သူကပက်ပက်လေမှာကလားများဝင်ရထားသူကိုတွေ့လိုက်ရတယ်။သူကလားများမှာအပေါ်ပိုင်းနဲ့ဝင့်မပါပဲအောက်ပိုင်းနဲ့နိုင်ငံပိုင်းများလမ်းကူတီများကိုပထားလေတယ်။အားလုံးမှယောက်ျားသားများဖြစ်ကြပြီးအချို့မှသပင်ကောက်ကောက်နှင့်ဖြစ်ပြီးအချို့မှမုန်းစိတ်မွေးပတိုင်းမွေးများဖြစ်ဖြစ်လေတယ်။သူကလားကြီးများက ုပိုးရဲကစိတ်စိတ်ကြီးဆိုက်ကြီးနေလေတယ်။မင်းတီကိုလာတာငါတို့မကြိုက်ဘူး။မင်းသွားတော့ကလာကြီးတယောက်ကပိုးရဲကိုလက်ညှိုးထိုးပြီးပြောလေတယ်။တို့ရုပ်ပါများလုံးမိလို့လေ။ဒီလေတွေကငါတို့ပိုင်တဲ့လေတွေကပြီးတော့ဘသူမှလဲလို့ဖွင့်မရှိဘူး။မင်းဟာခုနကငါတို့ကိုကြွေးထားတဲ့အတွက်မင်းကငါတို့ကမချောက်လန့်ကြည့်ဘူး။အဲ့ဒီတော့မင်းပြန်တော့ပိုးပိုးရဲလေရိတ်ခနဲဖြစ်သွားပြီးလန်းလို့သွားမိလေရဲ့ သူအိမ်မက်မနေချင်းဖြစ်တယ်။အိမ်မက်ဆိုတော့ညာလဲမသိနေတကယ်ဖြစ်နေသည်နဲ့သမင်းမစားခင်ကတင်းမြောက်ထားတဲ့ဖရွက်ကိုကြီးလိုက်တဲ့အခါသမင်းတစ်စက်ပင်မကြမ်းပဲပြောင်းစင်နေတာကိုတွေ့လိုက်ရတယ်။ထိုနေ့ပို့တော့ကိုဘိုးအေးလက်ချော်ပြီးပြန်လာခဲ့ရလေတယ်။ထိုညအဲ့ဒီအချိန်မှာတချင်းကအဖေပြောပြခုတဲ့ကြက်ကုန်းနဲ့လက်ဆက်သူတယောက်ကြောင့်ခေါင်းထဲတင်ပြန်ပေါ်လာခဲ့တယ်။ထိုစဉ်ကကိုဘိုးအေးတို့အငငယ်ကဖြစ်လေတယ်။ကလေးဖြစ်တဲ့အတွက်လူကြီးသူမများ ။အုံတို့ပက်ဆာပြောသည့်အခါအလွန်နှစ်ချိုက်မိတယ်။တခါတော့အဖေဖြစ်သူကသူ့တို့အဖိုးလက်ထက်ကပြည့်ကြုံခဲ့ရတဲ့ကြမ်းားချောင်းကိုပြောပြလေတယ်။ကျဲဆိုတာမြင်းကြီးကိုဆွဲပြီးဖြစ်နေကြတာ။တခါတော့ကတာဖိုးဖိုးကတကုံးကြီးမှလဲဆိုင်လို့ရအောင်စိုက်ပြမယ်ဆိုပြီးတော့ရွာကလူတွေနဲ့အလောင်းစားလုပ်ခဲ့ဘူးတယ်။ရွာကလူတွေကလည်းမထင်ခဲ့ဘူးလေ။အဲ့ဒီနေရာကတကုံးကြီးဘက်ကိုဓာတ်နဲ့အဖိုးနဲ့လောင်းစားလုပ်ကြပါလျော်။ တကယ်လို့တာဖိုးကစက်ကုံးမှတရားစီဆိုင်ပြိုးနိုင်ရင်ဘွားကလောင်းတဲ့လူတွေကစဘာ90စီပေးမယ်ဆိုပြီးလောင်းခွဲကြတာတကယ်လို့စဘာမဆိုင်နိုင်ဘူးဆိုရင်တော့တာဖိုးကဘွားကလောင်းတဲ့လူတွေကိုစဘာ90စီပြန်ပေးရမယ်ဆိုပြီးလောင်းခွဲကြတာပေါ့ဒါဆိုအဖိုးနိုင်သွားလားနိုင်သွားတာပေါ့ကွာအဲ့ဒီနှစ်ကဆိုမင်းဖို့စဘာတွေအများကြီးရလိုက်တာကွာဒါနဲ့ငါတို့ကိုရှင်းပြပေးခဲ့တာပဲလေနေပါဦး အဖိုးကဘလို့လုတ်ပြီးတော့တက်ကုန်းမှာစဘာဆိုင်နိုင်ခဲ့တာလဲမင်းတို့အဖိုးအဆိုရဆိုရင်တော့ပြက်တွေကမြေပိုင်ရှင်နေပေါ့သူကပြက်တွေနဲ့ညှိပြီးတော့ပြက်တွေစီမှာဈေးငါလုံမယ်ဆိုပြီးပြန်ခွင်တောင်းခဲ့တာပေါ့စဘာထွက်ရင်ထက်သလောက်တင်းနဲ့ချင်းပေးမယ်ဆိုပြီးပြောတဲ့အခါမှာတော့ပြက်တွေကလည်းသဘောတူတယ်တဲ့ဒီလိုနဲ့မင်းဖို့စဘာအောင်ခဲ့တယ်ဆိုပါတော့ထိုเจ้าညာကိုပြန်တွေ့ပြီးဘိုးဘိုးကြီးလည်းသူ့ဘိုးနီးတို့စမ်းကြည့်မိဟုစိတ်ကူးလိုက်လေတဲ့ နောက်တစ်နေ့မနေ့ကိုရောက်တော့သမီးဟင်းများကိုတင်ဆောင်ပြီးကြက်ကုန်းစီသို့ထွက်လာခဲ့တယ်။ကြက်ကုန်းကိုရောက်တော့ဖက်ကိုခင်းပြီးသမီးများကိုခင်းလေတယ်။အမွှေးထိုင်များကိုထုံညိလိုက်ပြီးနောက်လက်ဟုတ်ချီလိုက်လေ။ကျွန်တော်မောင်ဖိုးအေးဆင်းရဲလို့တဲ့အတွက်ကြောင့်ဒီနေရာမှာလက်ဆိုင်ရှင်ပါတဲ့လက်ရှင်ကြီးများလက်ရှင်ကြီးများကျွန်တော်ကိုစေငါအဖြစ်ငါဆိုင်ခွင့်ပြုပါ။ဖြစ်ရှိလာတဲ့စဘာများကိုလည်းဖက်တလောက်တင်းနေချင်ပြီးပေးပါမယ်။ ထွတ်ထွတ်ပြောလိုက်တဲ့အခါသစ်ပင်ချို့မှာထုတ်ခတ်လာလေတော့တယ်။ပူပိုးကြီးနှကောင်းထဲမှာလည်းအလွန်မွေးပြတဲ့ရေနံတစ်ခုကိုရရှိလိုက်လေတယ်။ထိုသူကပင်သူ့ကိုခွင့်ပြုသည်ဖြစ်မည်ဟုပူပိုးကြီးတွေးလိုက်လေတယ်။သူ့နဲ့လဲစားထုံပြီးဖြစ်လေတယ်။လဲထုံပြီးစဘာဆိုင်သည့်အထိပူပိုးကြီးကိုနှောက်ချက်ခြင်းမကြုံရပေ။သို့တော်တခါတရံဂမုံလေးပေါ်တွင်ကလားပုံဒီဇန်ကိုကြားနေရတယ်။တခါတရံတွင်တော့ကလားနဲ့အောင်စကားပြောဆိုတဲ့ကိုလည်း ွင့်မြင်နေရလေတယ်။ပိုပိုအေးကသဲမကြောက်တတ်တဲ့အတွက်မကြောက်ခဲ့ပေ။သူတို့ပိုင်တဲ့အတွင်းသူတို့လို့သူတို့လို့ဒီဟုပင်စိတ်ထဲကိုထားလိုက်ကမမင်ချင်အောင်ဆောင်နေလိုက်ကြတယ်။ငါတို့ကြီးတွေကကောက်လိုက်တာကွာ။စဘာတွေလည်းတော်တော်တန်တာပဲနော်။ဒါနဲ့ငါတို့ကြီးကိုထောက်လန့်တာရောမကြုံရဘူးလား။ဥပါဘုကပိုပိုအေးကိုကြီးကျူးစကားဆိုလေတယ်။တွေ့ရလုံးကလည်းပိုပိုအေးကိုလက်ပြားခါတယ်။တဲရဲ့၆တစ်ဖြင့် ဘသူမှမဆိုင်ရတဲ့လေကိုရောင်းအောင်ဆိုင်နိုင်တဲ့ကိုဖိုးအေးကိုချီးကျူးကြလေရဲ့၆တော့မ၆ပါဘူးဦးလေးယာဒါပေမဲ့တခါတခါမှာတော့သူတို့ရှိပုံပြတယ်ထင်ပါတယ်ကလားတွေကိုမြင်နေရတယ်ဗျအေးကွာလူကြီးသူမတွေပြောတာကတော့အရင်ကအဲ့ဒီနေရာမှာကလားတွေစုဖွဲ့ပြီးရွာတဲခဲ့တာတဲ့ကွာကလေကုန်းလိုလည်းခေါ်ကြတယ်နောက်တော့ဝမ်းချောရောကဖြစ်ပြီးတရွာလုံးစုလိုက်ပုံလိုက်တည်ကြပါလေရော့ ပြီးတော့ရွာပြောင်းပြေးသူကပြေးဒါကြောင့်ရွာပြက်သွားတာတဲ့တို့လဲမမိလိုက်ပါဘူးကွာစပားတွေစသည်ပြီးဒီတိုင်းလဲအစံကအောင်နေတယ်ဟိုးရဲ့စပားပင်တွေမှာအသေးစံတွေများလို့တဲ့အတွက်ညစ်ကြနေတယ်နောက်တော့စပားပေါ်ချိန်ရောက်လာတော့ပြီစပားမဲ့ချိန်ဆိုလက်သမားတွေအတွက်ရန်သူတွေပေါ်လာတတ်တယ်အချိန်ကမောင်းတဲ့ရော်တတ်သည့်မိုးကြောင့်စပားပြတ်တတ်တယ်လို့ စဘာသင်းနဲ့များကိုလာစားကြသည့်ကြွယ်များကလည်းရန်သူတစ်မျိုးပင်ဖြစ်နေတယ်။ကိုများမကသည် အောင်းမရန်မှဝယ်ဆင်းလာတဲ့စာအုပ်ကြီးအုပ်ကလေးများမှလည်းရန်သူတစ်မျိုးပင်ဖြစ်နေရဲ့။စာအုပ်ကလေးကြားသည့်အခင်မှာတစ်ခင်းလုံးပျက်စီးသွားတတ်လေတယ်။ကိုများမကသည်လူရန်သူကိုလည်းကြောက်ရလေတယ်။လက်ကြောတင်းတင်းလုံမစားကျင်သူများကစဘာထွက်ကောင်းသည့်ခင်များတွင်ဝင်ရောက်ကစဘာများကိုခိုးယူတတ်ကြလေတယ်။ဘာကြည့်ဘူးပြုတ်တော်ရွာမှနေရတာ ကျုပ်လည်းကိုစိတ်မချဘူးဗျာကျုပ်အဲ့ဒီကလာကုန်းမှာတဲထိုးပြီးသွားဆောင်ကျင်တယ်ဖြစ်ပါမလားငါတူရမင်းဆောင်ကျင်တယ်ဆိုတာကလည်းသဘာဝကျပါတယ်မင်းလေကထွက်ကောင်းမှာမဟုတ်လားနောက်ပြီးတော့ရွာနဲ့လည်းလှမ်းနေဆိုတော့တခိုးအကြိုက်ပေါ့ကွာဒါပေမဲ့ဦးလေးကတော့ငါတူကိုမဆောင်စေချင်ဘူးငါတို့အတွက်စိုးရင်လို့ပြောတာပါရပါတယ်ဦးလေးဟာကျုပ်အဆင်ပြေပါတယ်ตาများသည့်ဆုံးဖိုးကြီးတယောက်လဲခွင်းနေတယ် တဲကလေးထိုးပြီးနေလိုက်လေတော့တယ်။တဲကလေးကိုကြက်ကုန်းနဲ့လက်ကွင်းဆက်မြေပြတ်နေရာမှာထိုးထားတဲ့အတွက်စပားခင်းများကိုအပေါ်မှာစီးရည်မြင်ရနိုင်တယ်။ထိုနေ့မှာပင်ကိုဘိုးကြီးကစံတပီပီးပဲဟင်းကောင်းကောင်းထက်လေတယ်။မပြောဘက်များကိုပုံခင်းပြီးသမင်းများကိုပုံလိုက်ကအပေါ်ကပဲဟင်းကိုစမ်းပေးလေရဲ့။အခန်းကနေဝင်ရီတရောချိန်ဖြစ်လေရဲ့။လေပိုင်ချင်းကြီးများကိုကျွန်ုပ်ကကြွေးပါတယ် စားကြတော့ကြပါပြီးတော့ကိုရင်ကိုရာကိုလည်းအပြက်စီးကင်းအောင်စောက်ချောက်ပေးကြပါကိုဖိုးကြီးလည်းတဲဖို့သူပြန်တက်လာခဲ့လေတယ်တဲဖို့ကိုရောက်ပြီးတဲ့အခါမကြခင်မှာတော့အုပ်ပြင်တွင်ကြီးထဲမှာလူသူတန်းကိုကြားလိုက်ရလေတယ်လူအစုဝဲကြီးများရောက်လာသည်နဲ့စကားသံနေလဲဆူညံနေရဲ့အပြက်ပြက်နဲ့သမင်းစားသံများကိုလည်းနားထောင်နေရင်းနဲ့တရေမကြောက်တဲ့ကိုဖိုးအေးပင်ပြက်သီးများထလာလေတယ် ပိုပိန်တို့လည်းကိုပြက်တွေဖောက်တာရဆရာမရှိတော့ဘူးတဲ့ကွာပြက်တွေကိုထောင်ပန်းမာတာထောင်ချောက်ကမလောက်ဘူးတဲ့ဟေဟုတ်ပါရောင်မြကြီးတို့လည်းရောမထိုးသေးလဲကွာပိုနေ့ကစာကလေးတောင်စင်းတော့လက်တွေပြစည်းကုန်တာမနေဘူးလေရွာထဲမှာလည်းများပြက်စာကလေးများဖြစ်စည်းတော့လဲကိုဖိုးရဲ့ကြက်ကုံးရွာတင်ထန်တော့ပြက်တကောင်မပဲမရှိပေစာတကောင်မလည်းမကြပေဘိုးဘွေလေလေပန်းချင်းကြက်ကြီးများကစောင်းလျှောက်တည်ဟုမှတ်ယူထားလေရဲ့ အဖိုးအမတဲကလေးတွင်နေရေပြစ်လေတော့တယ်။ရွာတော့လဲဝဲစရာရှိမှတလမှတစ်ခေါက်လောက်ရောက်နေတယ်။စပားတွေရိတ်တင်းတော့ပြီဖြစ်သဖြင့်အဖိုးလေးလဲကွင်းကိုစောင့်စရာမလိုတော့ပြီ။ရပ်ပဲဆိုအေးအေးဆေးဆေးအိမ်ုံပဲ။ညတော့အော်ဇန်တစ်ခုကိုကြားလိုက်ရတယ်။ကဲကြပါ။ကဲကြပါဦး။အဖိုးကလန်လို့သွားပြီးနာယိုကြည့်လိုက်တဲ့အခါမှာတော့မနက်နှစ်နာရီခန့်ဖြစ်နေတယ်။အော်ဇန်မှာသူ့ရဲ့လက်တွင်းမှာဖြစ်သဖြင့် ရမင်းနဲ့မင်းကိုယူပြီးထွက်လာခဲ့လေတယ်။အနီးပါးရှိလယ်များမှလယ်ဆောင်သူများကလည်းစုပုံပြီးထွက်လာခဲ့ကြရာမကြမီအော်ဟစ်သူတို့ထံသို့ရောက်ရှိလာခဲ့လေတယ်။ရသားများကရောပိုပိုးေးပါရောက်သွားသည့်ကညနေအောင်ပစိုးနဲ့အုပ်ထားတဲ့လူသုံးယောက်မှမြေပြင်တွင်မှောက်ပုံကြီးဝလျက်ရှိနေတယ်။သူတို့ရဲ့အနီးတွင်မှလည်းအစဉ်များကိုတွေ့ရသဖြင့်စဘာခိုးသူများဖြစ်ကြလေရဲ့။ဖြစ်ကောင်းလေအော်မနေဂျာနဲ့ခါကြတော်လေကွာ။ ထားလို့မရတော့ဘူးကျုပ်ကျုပ်ကိုဖိထားတယ်ဗျဒေါသများကတော့ဘာမှမတွေ့ပဲထိုလူသုံးကရဲ့ကြီးတင်ကဲ့အိတ်နေသည်ကိုသာတွေ့ကြရလေရဲ့ကိုပိုအေးလဲလေပိုင်ရှိကြီးများကသကိုးပန်းပစ်တဲ့ဟူတန်းသီးလိုက်ပြီးစိတ်ထဲမှာရေရွတ်လိုက်တယ်ယေစုတင်มาတဲ့လေပိုင်ရှိကြီးများဒီလူတွေကိုပြန်ပြေးလွှတ်ပေးလိုက်ပါကိုပိုအေးပြောတော့မှထိုလူများကမတက်ရက်နိုင်နေတယ်ရွာသားများကမေးစမ်းကြည့်တဲ့အခါမှာတော့ကိုပိုအေးလေမှာ စဘာကောင်းတဲ့အတွက်ဘိုးရန်ကြက်စီကြကြောင်းကိုဘိုးအေးကိုတပတ်ခန့်လေးလာကြည့်ရာကိုဘိုးအေးကညညဆိုရင်ကလေသေးကလေမောအစ်တဲ့ကြောင်းထို့အတွက်စဘာကိုရန်လာချိန်မှာမမဲကောင်ကြီးသုံးအောင်ကသူတို့သုံးယောက်ကိုထိုးချိန်ပြီးမလုံနိုင်အောင်တက်ဖိထားကြောင်းပြောပြကြလေရဲ့စဘာထွက်ရိတ်သိမ်းပြီးစဘာများကိုချွေလေးလေးကြလေရဲ့ကိုဘိုးအေးကတော့ဝလုံးတစ်လုံးကိုနှီးပြပြီးဝကကလေးများကိုပြုတ်လောက်ကရက်လုံနေလေရဲ့ စပားရိတ်ချင်းကိုလာကြည့်နေကြတဲ့ဥပါဘူးကတော့ပပိုးရေးလုံနေသူကိုနားမလည်နိုင်ပဲရှိကြလေရဲ့ငါတို့ဘာတွေလုံနေရလဲကွာကြည့်စောက်ဖို့လေဘာကြည့်ဘူးရဟေးကြည့်ဦးမင်းကမမဆောက်မှလဲနောက်ပြီးဒီလောက်တေးတေးလေးနဲ့ဆောက်လို့ရပါမလားဘာကြည့်ဖို့တာနေစမ်းပါဗျာပပိုးရေးကသူ့ရက်ထားတဲ့ထရံများနဲ့တကုံးထက်မှာတိတ်လေးပုံစံအသေးစားလေးကိုပြုလုပ်လိုက်လေအပေါ်မှာလည်း ြံများကိုမိုးပေးလိုက်တယ်။နောက်တော့ထန်းလက်များဖြင့်ရက်လုထားတဲ့တောင်ကလေးကိုထုတ်လိုက်ပြန်တယ်။တောင်ကလေးမှအလွန်သေးငယ်ပြီးတစ်ခါခက်လျင်စဘာတဆုံးခန့်သာဝင်လောက်လေတယ်။ခုနောက်ကိုဖိုးရေးကစဘာထွက်ကိုမေးပြီးစဘာထွက်တဲ့အတိုင်းထိုတောင်ကလေးဖြင့်စဘာများကိုချိန်ရွယ်ကစပယ်ကြီးကလေးတဲသို့ထည့်လိုက်လေတယ်။နှုတ်မှလည်းလက်ပံချင်းကြီးများကိုဂရိတိုင်ထွက်သမျှတင်းနဲ့ချင်ပေးနေပါပြီ။စဘာကြီးတဲကိုထည့်ပေးထားပါတယ်။ ေပန်ကြီးကြီးများပြင်နေကြပါရေစဘာဆိုင်တဲ့ကောင်မှလည်းကူညီပေးကြပါဦးစဘာကလည်းအထွက်ကောင်ဥပပုထမ်းမှလည်းစဘာတဝက်ရသဖြင့်ကပိုးရီတယောက်လက်ထဲတွင်စုံမိဆောင်မိဖြစ်သွားလေစဘာရောက်မိသည့်အခါရလာတဲ့ဝင်များဖြင့်ပေကလာဟင်းဖြင့်သမင်းကျွေးလိုက်ပြန်လေတယ်ထိုညထူးဆန်းသောအိမ်မက်ကိုကပိုးရီတယောက်မြင်မဲ့လေတယ်ကလာကြီးများကပြောချင်နေကြပြီးသူ့ထံကိုရောက်လာကြလေတယ်မင်းကိုကျေးဇူးတင်ပါတယ် မင်းကြောင့်ငါတို့အခုလိုပေါပေါတည်တည်စားတော့လို့ရပြီထို့နောက်ကလာကြီးတွေကကြောက်နေလေးပါတဲ့ရွှေလက်စွပ်တကွင်းကိုထိုးလိုက်ပြီးတဲ့နောက်အုတ်ပင်ကြီးကြီးအုတ်ကြားထဲကိုထိုးထည့်လိုက်လေဒီမှာငါတို့စုစုပေါင်း33ယောက်လောက်ရှိတယ်နောက်ဆိုငါတို့ကိုကြွေးကြည့်ရင်ခမင်းကို33ပုံကြွေးပါထို့ချိန်မှာပင်ပေါပေါကြီးလန်လို့သွားခဲ့တယ်အိမ်မက်ကိုပြန်လဲစဉ်းစားရင်လက်စွပ်ကလေးကြသွားသည့်နေရာကိုမှတ်မိနေတယ် သူနဲ့ဓမီတလုံးကိုယူလိုက်ပြီးတဲပေါ်မှာဆင်းလာလိုက်တယ်။အုပ်ပင်ကြီးရှိရာသို့လျှောက်သွားသည့်အခါအိမ်မက်ထဲကအတိုင်းပင်အုပ်သားထဲမှကြောင်းနေလက်စုပ်ကလေးကိုတွေ့လိုက်ရတဲ့အတွက်ကောက်ယူလိုက်လေ။ယခုတော့ထိုလယ်များတင်သားမကထိုရင်းပါရှိလယ်များကိုပါကိုပိုးရေးပိုင်ဆိုင်လာခဲ့လေ။တာကုန်းရွာမှာမကျန်းသာနေအိမ်အောင်ပြပြီးသမီးကလေးပင်၃နှစ်လောက်ရှိနေလေ။တကုံနေရှိလက်ဆက်အေကပိုင်တော်ညာလဲကိုပိုးရေးကတော့သူ့ကိုယ်သူလက်ပိုင်ရှင်တူဟုမတတ်မှတ်ပဲ။ သူ့ရင်ပိုင်းနဲ့လက်ရှင်များရှိနေပြီးသူကလည်းဇင်းငါးတယောက်မျှသာဖြစ်လေသည်မဟုတ်ပါလားဟုတ်ကဲ့ပါရှင်ဇလန်းလေးကတော့ဒီနေရာမှာပဲပြဆုံးလို့သွားပါပြီရှင်ဇလန်းလေးကိုအဆုံးထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ပေးသက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်ရှင်နားဆင်နေတဲ့သူပေးသက်ပေါင်းကိုစိတ်နှပြစမ်းမချမ်းသာကြပါစေရှင်